အားလုံးပဲမင်္ဂလာပါများကောင်းစက်တဲ့တလမပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ်ရုပ်သံမီတို့ပိုင်းလေတော့မြန်မာပြည်ကဆယ်လီဖြစ်ရှင်တဲ့ယောဂါတွေအကြောင်းပြောလာတဲ့ကိုကျော်ကြီးရုပ်သံဖိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာကိုကျော်ကြီးကအဲ့ဒီကြောင့်လည်းပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးပြဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့တလမတို့ပဲကျေးဇူးတင်ရှိပါရခင်ဗျာ ကျုပ်ကတော့ထင်ကြလိမ့်မယ်ကိုကျော်ကြီးကအရန်ဂုံစားတာပဲပေါ့နော်သူ့ကိုပတ်စံလေးပေးရင်တော့မှလက်မခံချင်ဘူးဖုံးမေးလေးပြောတာတော့မှသူကလူတွေကိုမချိမငန်းနေဖြစ်တယ်ဘာညာပေါ့နော်ထင်ကြလိမ့်မယ်ကိုကျော်ကြီးကိုလာလူစရာအကြောင်းမရှိဘူးကိုကျော်ကြီးသည်ရလာတဲ့တရားတွေသည်မြတ်စွာဘုရားရဲ့သာသနာကိုမှီညမ်းပြီးတော့ထေရဝါဒအယူဝါဒတွေကိုမှီညမ်းပြီးမှမြတ်စွာဘုရားအဆုံးအမတွေကိုတည်လာခဲ့တာအဲ့ဒီအတွက်မြတ်စွာဘုရားသာသနာကိုစောင့်ရှောက်နေတဲ့ယဟန်တော်တွေစာသင်သားတွေကိုလည်းခင်ဗျားတို့တွားလှူတယ်ကိုကျော်ကြီးကိုပေးတာတဲ့ခင်ဗျားတို့ပို့ပြီးအကျိုးရှိတယ်ကိုကျော်ကြီးကိုလာမကြည့်ညိုနဲ့ကြည့်ညိုစရာလည်းဘာမှမရှိဘူး နောက်တစ်ခု ကကိုကျော်ကြီးကကိုလန်းကိုလျှောက်တာကိုကျော်ကြီးရဲ့ပန်းနိုင်သည်အရဟတဖို့ပဲနိဗ္ဗာန်ကိုရှာနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီအတွက်ခမားတို့ရှိကလက်လာပါဒီရာချင်းမရချင်းလဲကိုကျော်ကြီးစိတ်ဝင်စားဘူးကိုကျော်ကြီးနာမည်ကြီးချင်းမကြီးချင်းလဲစိတ်ဝင်စားဘူးနော်လူတွေအတိုင်းအချမ်းရများချင်းမများချင်းလဲစိတ်မဝင်စားဘူးဆင်းရဲချင်းဒုက္ခချင်းကိုလည်းကိုကျော်ကြီးစိတ်ဝင်စားဘူးဒီလောကဓာတ်၈ပါးနဲ့ဂျုံလာတိုင်းမှာကိုကျော်ကြီးကမတုံမလုံနေနိုင်အောင်လို့နေတယ်အဲ့ဒီလိုနေနိုင်အောင် နေရတဲ့အကြောင်းတရားကလည်းတတိပဌာန်း တရားဖြစ်တဲ့အာနာပါနသတိပဋ္ဌာန်ကိုကောင်းကောင်းအားထုတ်ထားတဲ့အတွက်အဲ့ဒီလောကဓာတ်တရား၈ပါးကိုကိုကျော်ကြီးတောင်းခံနိုင်တယ်။ဒါကြောင့်မလို့ခမရတို့ရဲ့လက်လာပါသည်ကိုကျော်ကြီးလုံးလုံးလက်ခံစရာအကြောင်းမရှိဘူး။တန်ဃာတော်အရှင်စာပေပရိယတ်ဒီတင်ကြားနေတဲ့ယဟန်တော်အရှင်သူမြတ်တို့ကိုတော်ပြီးပန်ဖို့ပါထောက်ပံ့ပါ။လှူဝဲဝတ္ထုပစ္စည်းတွေလှူပါ။ပတ်စံတွေလှူပါ။ ူများကကငွေမလူနဲ့လို့ပြောတယ်ကျုပ်ကတော့ယဟန်တန်ဃာတော်တွေကိုစာပေပရိယတ်တင်ကြားနေတဲ့ယဟန်တွေကိုငွေလူပါသူတို့မှငွေလိုအပ်တယ်ပစ္စည်းတွေလိုအပ်တယ် laptop တွေအစားစာရေးကိရိယာတွေအစားအကုန်လိုအပ်တယ်တာသနာပြုဖို့လုပ်ငန်းတွေအတွက်လိုအပ်တယ်သူတို့ကိုလူပါကိုကျော်ကြီးကဘာလို့လက်မခံတာလဲလို့မေးလို့ရှိရင်လူတယောက်ကငွေကိုလက်ခံပြီးပါလို့ရှိရင် तू ကဘယ်လိုပြောပုံစံနဲ့ပြောပြောပြီးရင်အဲ့ဒီငွေကြောင့်ပဲ तू ကကိုယ်ဆုံးမချေလဲလား तू ပြောနေခြင်းတဲ့ဇာတ်ကားတွေကိုပြောခိုင်းလာတယ် မတိမတာလေးတွန်းအားပေးလာတယ်ဖိအားတွေပေးလာတယ်အဲ့ဒီမှာလူတယောက်ကကိုနှာခေါင်းပေါက်နဲ့ကိုအသက်မရှင်တော့ဘူးကိုရဲ့စပွန်ဆာအလိုကျစကားတွေလိုက်ပြောရတယ်ဂုံတရင်ကြော်ကြမှုဥရိယကိုမှားသွားရင်တော့မှအဲ့ဒီအမှားယူအမှန်ဖြစ်ဖို့အတွက်ခြေကန်ပြီးတော့မဟုတ်တဲ့လမ်းကြောင်းကြီးကိုပြောရတယ်အဲ့ဒီစပွန်ဆာတွေကအဲ့ဒီလိုစပွန်ဆာလှုပ်လိုက်တဲ့အတွက်နောက်မှလူတွေလက်ခံတဲ့အယူဝါဒတစ်ခုထွန်ကားတိုင်းမှာသူ့အိတ်ထဲကိုပတ်စံနေအများကြီးဝင်နေအဲ့ဒီသဘောတရားတွေကိုခင်ဗျားတို့နားမလဲဘူးနားမလဲတဲ့အတွက်စေတနာနဲ့လာပေးတဲ့ပတ်စံပဲဖြစ်ဖြစ် အတုံးချဖို့လာပေးတဲ့ပတ်စံပဲဖြစ်ဖြစ်ကိုကျော်ကြီးကလက်မခံရှင်းရှင်းလေးပဲနော်ယနေ့ line ပေါ်မှာဆယ်လီဖြစ်နေတဲ့ပုံကိုယ်တွေကအများနဲ့ထောင်ချောက်ထဲမှာပိတ်မိနေငွေဆိုတဲ့ထောင်ချောက်ရယ်နာမည်ကြီးမှုဆိုတဲ့ထောင်ချောက်ရယ်အဲ့ဒီထောင်ချောက်ထဲမှာပိတ်မိနေတဲ့အတွက်အနောက်ကဆယ်လီတွေဖြစ်ချင်တဲ့ယောဂါကြောင့်ဘယ်တော့မှမဆိုဒုစရိုက်မှုကိုမလိုလားအဖယ်နဲ့ကျူးလွန်လာပြီများတယ်လောကကြီးထဲမှာသူတော်ဘာပစ္စည်းခိုးခြင်းသည်ဒုစရိုက်မှုပဲမိမိပစ္စည်းခိုးတော့မကြိုက်အဲ့ဒါကိုသူတော်ကောင်းအောင်ဆောင်ပြီးတော့ဘယ်သူမှသူတော်ကောင်းမရှိဘူးနော် ကိုပစ္စည်းခိုးရလို့တရားတရားထက်တန်သွားလှူဒန်းလိုက်ပါတယ်ဆိုတဲ့လူမရှိဘူးမပြောပါလောက်တဲ့ငွေလေးပါသွားရင်တောင်မှနည်းနည်းလေးတီးခံနိုင်ရင်တီးခံနိုင်လိမ့်မယ်ကိုဘဝမှာထိခိုက်နေတာလောက်တဲ့ကိုမျက်နိုးတဲ့အရာတချို့ကဖနက်အရမ်းမျက်နိုးတယ်ကိုမျက်နိုးတဲ့ဖနက်ကလေးတရံပါသွားပြီဆိုအဲ့ဒီကောင်တက်ချင်စိတ်ပေါ်လာတယ်ဖနက်ကဘာမှတန်ဖို့မရှိဘူးဒါပေမဲ့ तू ကမျက်နိုးထားတာ तू မမျက်နိုးတဲ့အရာပါသွားရင်အမလီခိုးပါစီလေးလှုပ်ပါစီလေးအမလီဒါလေးကတော့တီးခံလိုက်တာမို့ကိုကမမျက်နိုးတာလေ तू တော့ကမျက်နိုးစရာဖြစ်ချင်းဖြစ်နေလိမ့်မယ် မိန်းကလေးတွေအတွက်ကလစ်ကလေးတစ်ချောင်းဟာလေသူ့ဘဝရဲ့အတတ်ထံမြန်နိုးတဲ့အရာဖြစ်ချင်းဖြစ်သွားနိုင်တယ်။အဲအဲ့ဒီလိုမျိုးတယောက်နဲ့တယောက်မြန်နိုးတာချင်းတန်မိုးထားတာချင်းမတူဘဲနဲ့အဲ့ဒီမြန်နိုးတန်မိုးထားတာကိုခိုးခံရလို့ရှိရင်လူတွေကပူလောင်တဲ့စိတ်ဖြစ်တယ်။အဲ့ဒီသဘောတရားကိုနားမလဲပဲနဲ့အမလေးဓာလေးဖြစ်တာခင်ဗျားတို့ငတ်ဖူးလို့လားဆိုတော့လူတိုင်းကငတ်ဖူးတဲ့လူတွေရှိတယ်။ငတ်တိုင်းခိုးရမယ်ဆိုရင်တလောကလုံးတခိုးတွေဖြစ်ကုန်မှာပေါ့ဒုစရိုက်မှုကိုဒုစရိုက်မှုလို့နားလဲရတယ်။ဟုတ်လား အာပတ်စံချီတဲ့လူကိုသွားပြီးတော့ခုနေ့ဖြစ်မှာဘာဖြစ်တာလဲဆိုတော့ကိုအမားကိုကိုဝင်မခံရဘူးနာမည်ကြီးမှနာမည်ကြီးရာကနေပြုတ်ကျသွားမှကြောက်တယ်အနောက်ကစပွန်ဆာတွေရဲ့ဖိအားကိုကြောက်တယ်အဲ့ဒီလူတွေနောက်ဆုတ်သွားမှောက်ကြောက်တယ်အဲ့ဒီအတွက်အဲ့ဒီလူတွေရဲ့စကားတိုင်းလိုက်ပြောရတဲ့ခါမှာဒုစရိုက်မှုတစ်ခုဒုစရိုက်လောကကြီးတစ်ခုဖြစ်လာဖို့အတွက်ကိုကနေပြီးတုံးအားပြီးပေးလိုက်တဲ့လူဖြစ်သွားတယ်အဲ့ဒီအတွက်ကိုကလောကကိုဖျက်ဆီးသူတယောက်ဖြစ်သွားတယ်အဲ့ဒါတွေကဘာလဲဆိုတော့ခုနပြောသလိုလာဘောအလာဘော ရာတော့အရာတော့နေနာပတနာ ဒုက္ခဒုက္ခဆိုတဲ့လောကရန်တရား၈ပါးနဲ့ကြုံလာတိုင်းမှာဒါကလောကရန်ပဲဒီလောကရန်ကြီးကိုငါကြော်လောရမှာဆိုတဲ့တတိကိုမှစွမ်းအားမရှိတော့တာနာမည်ကြီးနေတဲ့အချိန်မှာနာမည်ကျသွားမှကြောက်တယ်လက်လာပါရနေတဲ့အချိန်မှာလက်လာပါမရတော့မှကြောက်တယ်အချမ်းရံနေပေါ်များနေတဲ့အချိန်မှာမိမိကအချမ်းရံမရှိတော့မှအလွန်မတန်ကြောက်တယ်အခုနပြောသူငတ်ဖူးလားဆိုတော့စင်းရဲတာကိုစင်းရဲတဲ့ဒဏ်ကိုကြောက်တယ်ဒီစကားမျိုးတွေကကျုပ်တို့လောကကြီးထဲမှာငကိုတွေကကြာပြီလားလူတွေကတခါတလေမှာအခက်ခဲနဲ့ကြုံနေစားစရာမရှိတဲ့ဘဝတွေလူတွေက အခုတို့ကြုံလာတဲ့အချိန်ကြလို့ရှိရင်မျက်စွာဖေကကိုနိုင်တော်မှာမြင်းစာစားပြီးတော့တဝါရင်းလုံးနေခဲ့ရတဲ့အားရှိတယ်။မြင်းစာဆိုတာစံမှုန့်ကြီးဇကွဲတွေကိုထောင်းပြီးတော့ဂျုံမှုန့်တွေကိုထောင်းပြီးတော့ရေနဲ့ဒီတိုင်းဖြော်ပြီးပါဇာတဲ့မြို့ချတာတမင်းအောင်ချက်မစားနိုင်။တဝါရင်းတို့ရင်းလုံးအဲ့လိုနေခဲ့ရတဲ့ကာလတွေရှိတယ်။အဲ့တော့ဒီလိုလောကဓာတ်အနေနဲ့ကြုံလာတဲ့ဒုစရိုက်မှုကိုကျူးလွန်ရမယ်လို့ စိတ်ထဲမှာအစွဲရှိနေပြီဆိုလောကကြီးမှာဒိုးစရိုက်မှုကျူးလွန်ဖို့အတွက်မြှောက်ပေးတဲ့လူဒန်းစားတွေဖြစ်သွားတယ်။အခုတော့ကို့မှလည်းရတော့တယ်။လူတွေကိုဖြန့်ဝေလိုက်တယ်ဖြန့်ဝေတဲ့လူတွေများသွားတဲ့အတွက်အဲ့ဒီလူတွေမှာအဲ့ဒီဒိုးစရိုက်အတွဲခေါ်ရောက်သွားတာနဲ့အများကို့အခုတော့ကြီးသွားတယ်။အဲ့တော့အဲ့ဒီလူမျိုးဒီဘယ်တော့မှတဏှာရဲ့ကြုံဖြစ်ကမလွတ်တော့ဘူးတဏှာဝစ်စင်းရဲ့မှာမြုပ်ပြီးမျိုးရဟိုကျော်ကြီးကတဏှာဝစ်စင်းရဲ့ကလွတ်ချင်တာဖြစ်ချင်းကြောင့်ဒီလောကရန်တရား၈ပါးကိုလက်ကိုမခံဘဲနဲ့မောင်းထုတ်ပြေးတာဟိုကျော်ကြီးကိုလာချစ်လို့လေအဲ့ဒီလူကိုအတရစ်တူဆက်ဆံမှာမဟုတ်ဘူး မုန်းလို့လေအဲ့ဒီလူကိုစိတ်ထဲထည့်ပြီးတော့ပြန်ပြီးတုံ့ပြန်မှာမဟုတ်ဘူးဘာမှခေါင်းထဲမှာမရှိတာတခါတလေလမ်းမှာလာတွေ့လို့နှုတ်ဆက်တယ်ဟာကိုကျော်ကြီးကျွန်တော်ကကိုကျော်ကြီးအားပေးနေဟာโอเคရတယ်ချစ်ချစ်ခင်ခင်ပဲတလေတစားသူ့ကိုနှုတ်ဆက်လိုက်တယ်သူဘယ်သူလဲကိုမသိဘူးတကယ်ကိုမသိတာကိုအောင်မှာလာမန်းနေတဲ့အကောင့်ကြီးတော်တော်များများဘူးမှမသိဘူးမှတ်လဲမထားခေါင်းထဲမှာနမိုတွေချက်မထားအောင်အဲ့ဒီတော့ချစ်ချင်းမုန်းကြီးကင်းကင်းနဲ့နေဖို့လောကဓာတ်ရှိပါတရားနဲ့ကင်းကင်းနေနိုင်တူပါနိဗ္ဗာန်ကိုသွားနေတယ်လူပဲအဲ့ဒီလမ်းကြောင်းပေါ်ကိုကျော်ကြီးကရှောက်နေတာဖြစ်ချင်းကြောင့်ခမရတို့ရဲ့အရာတွေကိုလက်မခံဘူးနောက်တစ်ခုက ဒီအရာတွေနဲ့ဝင်သွားတိုင်းမှာနောက်ွယ်မှာအဲ့ဒီလူမျိုးငွေကြေးနဲ့ထောက်ပံ့ပြီးတော့သူတို့လူချင်းတဲ့ဇကားတွေကိုပြောခိုင်းနေတဲ့လူတွေကနောက်ွယ်မှာခင်ဗျားတို့အဲ့ဒီဇကားတွေပြောနေတယ်များသူတို့အိတ်ချဲကိုပတ်စံတွေဝင်နေတယ်ဆိုတာခင်ဗျားတို့နားမလဲယနေ့တချို့တွေကဘောမဆိုပြီးတော့ပြောလိုက်ကြတယ်ဟလာအာတက်ထောက်ခံသူတက်ထောက်ခံသူနဲ့မကြဘူးထောင်ထဲဝင်သွားရတယ်ဆိုတာတွေကအဲ့ဒါတွေပဲနောက်ကစပွန်ဆာတွေက စပွန်ဆာပေးတာကိုကြောက်လာတယ်ပရိတ်သတ်ကိုကြောက်လာတယ်အဲ့တော့ပရိတ်သတ်လိုအပ်တဲ့ဇကားတွေကိုမဟုတ်မမှန်နေပြောလာတယ်မူသားဇကားတွေပြောလာတယ်ပေးပို့လာတဲ့တရင်တွေဟုတ်ဤမဟုတ်ဤခေါင်းနဲ့တုံးတက်နိုင်စွာမရှိတော့ဘူးဒီဟာကပြောတင်တယ်မပြောတင်တယ်မဝေဖန်နိုင်တော့ဘူးမဝေဖန်မနိုင်မဲနဲ့ရမ်းလုတဲ့ခါမှာကိုမိမိအကျိုးစီးပွားတွေပြက်စီးတယ်ဒါကြောင့်လို့ကိုကျော်ကြီးတို့ကမြတ်စွာဘုရားတာသနာအောက်မှာကိုကျော်ကြီးတီတီရှိနေတဲ့ပုံကိုလို့ပြောတာဟုတ်ပြီလားအဲ့တော့ခမရတို့လည်းမြတ်စွာဘုရားတာသနာအောက်မှာတည်ရှိနေတဲ့ပုံကိုဖြစ်အောင်နေလောကဒဏ်၈ပါးနဲ့ကြုံလာတိုင်းမှာ ကြံ့ကြံ့ခိုင်တဲ့လူတွေဖြစ်အောင်လေဒါဆိုရင်ခမရတို့တန်တရားဝစ်စင်းရကလွတ်မြောက်ဖို့လမ်းကိုတွေးလာပါလိမ့်မယ်